ရီယန်နီပြားဖြစ်တာဝန်ယူပြီးဟင်ရော်ဒီဂိုရှင်းထုတ်သွားမယ်ဇာဘီလွန်ဆိုဇာဘီလွန်ဆိုကတော့လာမယ့်ရာသီမှာရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့ကင်တွယ်သွားဖို့အတွက်တေးကြလောက်ရှိနေပြီလို့ဆိုရမှာပါကိုယ်စွေလာမယ့်ရာသီမှာရီယယ်ကိုသူကင်တွယ်တဲ့အခါအသင်းကိုဘယ်လိုပုံဖော်သွားမယ်ဆိုရာရီထီအလွန်ဆိုကစဉ်းစားနေပြီလို့သိရပါတယ်အလွန်ဆိုကရာသီကုံမှသာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့မှတ်ချက်ပေးမယ်လို့ဆိုထားမယ်လေအတွင်းသတင်းတွေကတော့ရီယယ်ကိုပြောင်းရွှေ့ကင်တွယ်သွားဖို့အတွက်အလွန်ဆိုဘက်ကနေမိစိမ်းပြထားပြီလို့တော့မှာဆိုပါတယ် အလွန်ဆိုကရီယက်ကိုကင်ထွယ်ပစ်ခဲ့ရင်အသင်းကိုသူ့စိတ်တိုင်းသာပြောင်းလဲတိစောက်သွားမှာဖြစ်လို့လာမယ့်နွေရာသီမှာရီယက်ကအလွန်ဆိုလိုအပ်တဲ့ကစားမတွေကိုခေါ်ပေးရဖို့ရှိနေလို့အလွန်ဆိုကမလိုအပ်တော့ဘူးဆိုရင်ကစားမတွေကိုလည်းအသင်းကနေရောင်းထုတ်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိရီယက်မှာတော့ Tony Cruz ရဲ့ကွင်းလယ်နေရာနဲ့ဘိုးခန်းစစ်နေရာတွေကအဓိကထားခေါ်ယူသွားဖို့လိုအပ်နေတဲ့နေရာတွေပဲဖြစ်ပါတယ်။ရီယက်ရှေ့တန်းဘက်မှာတော့လက်ရှိလူစင်းကလုံလောက်အောင်မကဘိုးပါပူချန်နေတဲ့လိုအလွန်ဆိုကသုံးသပ်ထားပါတယ်။ရှေ့တန်းကကစားမ၃အောက်ကသာအဓိကထားပြီးတော့အုံပြူသွားဖို့အတွက်အလွန်ဆိုကဆန္ဒရှိနေပါတယ်။ ီကစားမကြီးထဲမှာအလွန်ဆိုသဘောမတွေ့တဲ့ကစားမကရိုဒရီဂိုဖြစ်နေတာကြောင့်လာမယ့်နေ့မှာရိုဒရီဂိုကတော့ဒေတာပေါက်ရောင်းထုတ်ခံသွားဖွယ်ရှိနေရပဲဖြစ်ပါတယ်။မာရှီယာနိုကမက်ဆီကိုအချက်တွေခွဲနေတယ်လို့ဝေဖန်ခဲ့ကြတဲ့မိုင်အမီပရိသတ်များမိုင်အမီတို့ကစွမ်းကုန်စူးစမ်းပေးနေပေမဲ့မက်ဆီတို့ဒီနေ့ဘောလုံးရာသီတိတ်ကကံကောင်းခြင်းတွေရောက်မလာခဲ့ဘူးထင်ပါတယ်။အခုလဲကိုထက်အစင်တန်းပိုင်းမှာအများကြီးနှိမ့်ကြလွန်နေတဲ့မီနီဆိုတာအသင်းကိုမိုင်အမီက၄ဂိုးတကိုးနဲ့ဂိုးပြန်ရှုံးသွားခဲ့ရပါပြီ ဒီဆုံးပွဲကြောင့်မိုင်မီကအခုဆိုရင်မေဂျာလိမှတ်ပေးစရာတတိယနေရာအထိကိုကြာဆင်းသွားခဲ့ရပြီလည်းဖြစ်ပါတယ်။အခုလိုအသင်းလေးတစ်သင်းကိုဂိုးပြိုင်ဆုံးနေကြတဲ့အတွက်မိုင်မီပရိသတ်တွေကလည်းအတော်လေးပေါက်ကွဲနေကြပြီးတော့မာရှီယာနိုကိုထုတ်ချိန်အောင်မှတန်ပြီးလို့တောင်းဆိုလာခဲ့ကြတာဖြစ်ပါတယ်။မာရှီယာနိုကမိုင်မီကိုဖျက်ဆီးခဲ့တယ်။မက်ဆီယက်ဇာမဘွားနောက်ဆုံးချိန်တွေလည်းဖျက်ဆီးခဲ့တယ်ဆိုပြီးပရိသတ်တွေကဆွဆွဲပြောဆိုနေကြသလိုကလပ်ကဘဖလားလို့ပြိုင်ပွဲမြို့မှာမာရှီယာနိုလိုနီးပြမျိုးနဲ့ဘလို့သွားပြိုင်မှာလဲမာရှီယာနိုကိုထုတ်လိုက်တော့ဆိုပြီးတော့လေအသင်းကိုတောင်းဆိုနေခဲ့ကြတာပါ။ မိုင်မီကဒီပွဲမှာပွဲကိုစိုးမိုးကစားထားနိုင်ခဲ့ပြီးတော့အခွင့်အကောင်းတွေကိုလည်းဖန်တီးနိုင်ခဲ့မယ်တိုက်ရှစ်ကအသုံးမချနိုင်ခဲ့ကြပါဘူး။ဒါပြင်မိုင်မီနောက်တန်းကလည်းအမားယွန်းတွေတော်တော်လေးများခဲ့တာကြောင့်ဂိုးတွေတကိုးပြီးတကိုးပေးခဲ့ရကအခုလို၄တနဲ့မရှူနိုင်မကယ်နိုင်ရှုံးနေသွားတာဖြစ်လို့အစီအတန်းရှိတဲ့နောက်ခံလူတွေထပ်ပြီးတော့ခေါ်ဖို့လဲမိုင်မီပရိသတ်တွေကဒေးဗစ်ဘက်ခမ်းကိုတောင်းဆိုနေကြပါလိမ့်။ဒီခြေတိုင်းသာဆိုရင်မိုင်မီကကလပ်ကဘာဖလားမှာအိမ်ဖြစ်အသင်းတသားလောက်ပဲရှိနေပါလိမ့်မယ်။မာရှယ်နိုကပရိသတ်တွေပြောနေကြသလိုမက်ဆီယိုရှက်ခွဲနေရလားဘလို့ထင်ကြလဲပြောပြခဲ့ပါအောင်ခင်ဗျာ။ ဝက်ဆမ်ကိုအမုံကျိတ်သွားနိုင်မလားကိုကိုမန်ချက်မန်ချက်ကတော့တိုင်းမရှိလဲလန်ထွက်ပြီးတော့ပြန်တက်နေတယ်ဆိုပေမဲ့အဲ့ဒါယူရိုပါလိမှာဖြစ်ပါတယ်ပရီးမီးယားလိမှာတော့မန်ယူသင်းကရလဒ်ပိုင်းတွေအတော်လေးဆိုးဝါးနေခဲ့ပြီးတော့အခုဆိုရင်အမြန်လန်း73မိုင်မှာနေဘူးလို့65မိုင်ထိတောင်ပြောင်းလဲခြေချနေထိုင်ရရှိပါတယ်အီမိုရင်ကတော့ခက်ပြက်ပြက်ပါပဲပရီးမီးယားလိမှာကျွန်တော်တို့ဒီတဲ့အဆင့်နဲ့အများကြီးတောင်းလို့လုံးလို့လည်းမရတော့ဘူးလုံးလည်းမလုံးနိုင်တော့ဘူးဒါကြောင့်ပရီးမီးယားလိကိုတော့ကံမတကားလို့သဘောထားလိုက်တော့မယ် ပရီးမီးယားလိပွဲစဉ်တွေအတွက်လေးချိန်ခံအစီအစဉ်တွေကိုလည်းဖြေလျှော့ပေးထားပြီးတော့ဇာမာတီကြံခိုင်ပြေဝကောင်းမွန်နေစေဖို့အားပြီးလန်းဆန်းစေဖို့နဲ့ဖီအားတွေတိတ်ပြီးတော့မခန်းစေဖို့စီစဉ်ထားတယ်လို့ပြောထားပါလိမ့်။ဒါကြောင့်ပရီးမီးယားလိမှာတော့မန်ကဒီချိန်မှာအခုကစားမယ်ဝက်ဆန်နဲ့မှမဟုတ်ပါဘူး။စောက်တရန်နဲ့ကစားမယ်ဆိုရင်တော့မန်စီလို့ဒါဆိုတဲ့ချင်းတိုင်းလိမ့်ပဲလိမ့်ပဲဖြစ်နေမလားမပြောတတ်ပါဘူး။ဒီနေ့တင်ရလက်ရှိချိန်ဒီစုစုပေါင်း68ချိန်တွေးဆောင်ထားခဲ့ကြပြီးတော့မန်က39ချိန်တိုင်းဝက်ဆန်မှာ12ချိန်တိုင်းထားခဲ့ပါလိမ့်။ပရီးမီးယားလိနောက်ဆုံးထိတိုက်တွေးဆောင်မှုတွေမှာတော့ဝက်ဆန်ကွင်းနောက်ဆုံး3ပွဲစလုံးကို ဝက်ဆမ်ကနိုင်ထားပြီးတော့မိုင်ကွင်းနောက်ဆုံး၃ချိန်မှာတော့မိုင်ကနိုင်ထားပါလေမိုင်ရောဝက်ဆမ်မှာသူတို့ရဲ့လီပွဲနောက်ဆုံး၅ပွဲဆက်တိုက်နိုင်ပွဲပျောက်ထားခြင်းလဲတူနေပါလေဒါတော့ဒီပွဲစဉ်ကနှကမ်းပဲချင်းမိမုံမဲ့ပွဲဖြစ်လာနိုင်ပြီးတော့ကြွေတလဲကြက်တခုံရမိုင်ကဝက်ဆမ်ကိုအနိုင်ရရှိသွားလိမ့်မယ်လို့ထင်မြင်မိကြောင်းပါခင်ဗျဘောရတို့ဘယ်လိုထင်လဲပြောပေးခဲ့ပါဦး